ရောစလိုကြီးပြောတာရှိတယ်။ဘဝမှာတဲ့ဓမ္မဆိုတဲ့ကုသိုလ်ကောင်းမှုသာဖယ်ထားလိုက်မယ်ဆိုရင် လောကကြီးမှာအဲ့ဒီကုသိုလ်ကောင်းမှုဆိုတဲ့ဓမ္မဝနာဖယ်ထားလိုက်မယ်ဆိုရင်ကျန်တာကတော့အကုန်လုံးအမိုက်တွေကြီးပဲတဲ့။နော်အဲ့ဒါဝနာဖယ်လိုက်မယ်ဆိုရင်ဘာတွေပဲကြံ။အမိုက်ဖြစ်ရဲ့ကြံမှာနော်။အဲ့တော့ကောင်းမှုလေးဖြစ်အောင်လုပ်ရမှာနော်။အဲ့တော့ကောင်းမှုမှာမှအဆင့်အမျိုးမျိုးရှိတယ်အခုအရင်ပြောတဲ့မတိမြဲမှုကိုမြင်တဲ့အိဋ္ဌာဝမြင်တဲ့ဉာဏ်ကကောင်းမှုထဲမှာအထက်တန်းကြတော့မယ် အဲ့ဒါကဝေလာမသုတ်တံမှာအရင်ထင်ရှားပါတယ်။နောက်အနာတပင်တတိကြီးကိုဟောတဲ့ဝေလာမသုတ်တံနာဘူးမယ်လို့ထင်ပါတယ်။ဦးဇင်းတို့ဟောတာလည်းရှိတယ်။ကောင်းတာတွေထဲကောင်းတဲ့အရာဆို။နော်။ဝေလာမပုံနာကြီးဘွားတုန်းကတသက်လုံးဌာနကောင်းမှုအကြီးကြီးပြုတယ်။တသက်လုံးပြုတာ။ဒါမှမဟုတ်သာသနာ့ဘဌာနဖြစ်တယ်ပေါ့နော်။အဲ့ဒါမြတ်စွာဘုရားအနာတပင်တတိကြီးဟောတာငါတဲ့ဝေလာမပုံနာကြီးတုန်းကလုပ်ခဲ့တဲ့ဌာနကောင်းမှုတွေအကုန်လုံးဟာဒီသာသနာမှာသောတာပန်တယောက်ကိုပေးရတာတော့မမြတ်ဘူး။ သောတပန်အရောက်တရားကိုပေးရတာတဲ့တက္ကရာကံတယောက်ကိုပေးရတာပိုမြတ်တယ်တဲ့တက္ကရာတရားကိုပေးရတဲ့အနာဂံတယောက်ကိုပေးရတာပိုမြတ်တယ်တဲ့အနာဂံတရားကိုတဲ့ယန္တာတယောက်ကိုပေးရတာပိုမြတ်တယ်တဲ့ယန္တာတရားကိုတဲ့ပိစေကဗုဒ္ဓတပားကိုပေးရတာပိုမြတ်တယ်တဲ့ပိစေကဗုဒ္ဓအပါတရားတဲ့တမန်တမ္ဗုဒ္ဓဘုရားတရှိကိုပေးရတာပိုမြတ်တယ်တဲ့ဘုရားတရှိသန့်သန့်ပေးရတာတဲ့အဲ့ဒီဘုရားအမှုပြုတဲ့တန်ခါကိုပေးရရင်ပိုမြတ်တယ်တဲ့အမျက်ဆုံးပေးခြင်းကတော့ဘုရားမှုရှိတဲ့တန်ခါကိုမှအကြောင်းဆောင်လှူရင်အဲ့ဒါအမျက်ဆုံးပေးခြင်းပဲတဲ့ ဒါဒါနာကံပေါ့နော်ဆက်ပြီးတော့ဝေဘာနာကဘာလဲအဲ့ဒီဘုရားမူပြုတဲ့တန်ခါကိုကြောင်းဆောက်လှူရတာတဲ့တရဏဂုံ၃ပါးကြီးညိုစိမ့်နဲ့ဆောက်တည်တဲ့တရဏဂုံ၃ပါးကပုံမြတ်တယ်အကျိုးပေးပို့ပြီးတော့ကြီးကျယ်တယ်ဣဒံတရောမဟာဖလံနော်ဘုရားမူရှိတဲ့တန်ခါကိုကြောင်းဆောက်ပြီးတော့လှူရလို့ရတဲ့ကောင်းကျိုးထက်ဘုရားတရားတန်ခါယတနာမြတ်၃ပါးရဲ့ဂုံကြီးစုကိုနားလည်ပြီးတော့ကြီးညိုတဲ့စိမ့်နဲ့ဘဝကိုအပ်လိုက်နိုင်တယ်ဒုက္ခလွတ်ဖို့အတွက် ဖရာတရားတန်ခါယတနာမြတ်သုံးပါလို့တခြားဘာမှအကူရမရှိဘူးလို့လောကကြီးတစ်ခုလုံးမှာဒီယတနာမြတ်သုံးပါသေးတာနဲ့တန်ဖို့အကြီးဆုံးဆိုတဲ့စိတ်နဲ့စောက်တည်တဲ့တရဏဂုံပေါ့နော်အဲ့ဒါကဖရာမှုရှိတဲ့တန်ခါကိုအကြောင်းဆောက်လှူရတဲ့တန်ဖို့ကြီးတဲ့ကောင်းမှုကိုပြွာရောက်တယ်အဲ့ဒီတရဏဂုံထဲကြီးညိုစိတ်နဲ့စောက်တည်တဲ့ငါးပါးတိလာကပို့ပြီးတော့တန်ဖို့ကြီးရဲ့တဲ့အဲ့ဒီဟာထက်နန္တာတရှုတရှိုက်ခမ်းမြပေါ်မြရတဲ့မေတ္တာတရားပို့တန်ဖို့ကြီးရဲ့တဲ့ တတ္တဝါတွေအပေါ်မှာချမ်းသာသေးလို့တဲ့စိတ်တန်တန်ကလေးဘာအနှောင်ရှက်အညစ်အနှောင်မှမရောရှက်တဲ့တတ္တဝါအလုံးရဲ့ပုံမှာတကယ်ချမ်းသာစီလို့တဲ့စိတ်ကလေးပေါ့နော်အဲ့ဒီမေတ္တာအဲ့ဒါကနန္ဒတရှုတရှိုက်ခန်းတော်လေးလုံမယ်ဆိုရင်တော့အရန်ကောင်းနေပြောအဲ့ဒါထက်လက်ဖြစ်တဲ့တိခတ်မြပွားများလဲရတဲ့အနေစာတင်ညာကပုံမြတ်တယ်တဲ့အနေစာတင်ညာဆိုတာအခုဦးဇင်းပြောနေတာပဲနော် မြင်မှုကြားမှုအနံ့ရမှုစားသောက်မှုတွေးထမှုတွေးကြံမှုချမ်းသာမှုဆင်းရဲမှုဒါလေးတွေကိုသဘာဝတရားတသက်လေးအနေနဲ့အရင်မြင်အောင်ကြိုးစားပုဂ္ဂိုလ်တတ္တဝါဆိုတဲ့အမြင်နဲ့ဉာဏ်ကိုထစ်မနေစေပဲနဲ့ဟုတ်လားအဲ့ဒါကိုမြင်ပြီဆိုရင်အဲ့ဒါလေးတွေရဲ့မတည်မြဲမှုကိုမြင်ဖို့အတွက်လွယ်ကူသွားလိမ့်မယ်နော်တရားထုတ်တဲ့ချိန်မှာအဲ့ဒါလေးကိုသတိထားဟုတ်လားသဘာဝလေးကိုအရင်မြင်အောင်လို့သဘောတရားတသက်လေးကိုအရင်မြင်အောင်လို့အဲ့လိုလုပ်ရင်လည်းဘာပဲလဲမှုမှမရှိပဲနဲ့သတိလေးပဲထားနေရမယ်ကိုယ်လုံငန်းကကိုယ်တောင်ကသတိလေးပဲထား ဒါပါပဲညာပဲဆိုပြီးတော့ဟိုကိုထင်မြင်ချက်တွေဝင်ပြီးတော့မရှုပ်နဲ့ဖြစ်နေတဲ့အတိုင်းလေးကိုတည်ုံလေးပဲတည်တတိလေးပဲထားထက်ထက်ပြီးတော့တည်ပေါ့ပေါ့ပါပါလေးသွားတတ်ဖို့လိုတယ်ဟုတ်လားတီးပြီးသားကိုထားခဲ့မဖြစ်သေးတာကိုနည်းနည်းမှကြိုးမစင်တာနဲ့အခုလုံလောဆယ်ဖြစ်နေတဲ့အခိုက်အတန့်တွေဟာအရန်တူတော့မှလေအဲ့ဒီအခိုက်အတန့်တွေမှာစိတ်ကိုအထိုင်ချပေးတတ်ဖို့လိုတယ်တတိကိုအထိုင်ချပေးတတ်ဖို့လိုတယ်တတိလေးထာ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 းသွားဟုတ်လားအဲ့လိုဆိုရင်အဲ့ဒါတွေကမတီးမြဲမှုကိုမြန်မြန်ဆန်ဆန်နားလည်နိုင်တယ် အဲ့ဒါကိုနားလည်ပြီးရှင်လို့ရှိရင်ကောင်းမှုတွေထဲမှာအမျက်ဆုံးကောင်းမှုကိုပါတော့ပြုအားရောက်မယ်တဲ့ဟုတ်လားကောင်းမှုတွေကကောင်းမှုတွေကိုဖယ်ထားလိုက်မယ်ဆိုရင်လောကကြီးကဘာပဲကြံအမိုက်တွေပဲကြံတယ်နော်အဲ့တော့အဲ့ဒီကောင်းမှုတွေထဲမှာမှဘယ်ကောင်းမှုကထိတ်ဆုံးမှရှိရမတည်မြဲမှုဆိုတဲ့အမှန်တရားကိုတည်မှုကထိတ်ဆုံးမှရှိတယ်ဟုတ်လား